ကတွင်အနက်နန်းချင်းနှင့် ဖြည့်ရှင်းနည်းများကတွင်အနက်နန်းချင်းကိုစီးပညာအရ halitosis လို့ခေါ်ပါတယ်။ English လို့တော့လဲလဲကူကူ bad bread ပေါ့။ halitosis ဟာလူတွေမှာတွေ့ရများတဲ့အခြေအနေတစ်ခုဖြစ်ပြီးအဓိကဖြစ်စေတဲ့အကြောင်းအရာကတော့ဗစက်ထဲမှာစားကျွင်းစားကြံနေတဲ့ bacteria ပိုးတွေခိုအောင်နေလို့ဖြစ်ပါတယ်။များသောအားဖြင့်ဗစက်နံတဲ့သူတွေဟာ သူတို့ဗဇက်နန္နာကိုသတိမထားမိကြပါဘူးအခြားသူတွေကသတိထားမိပေမဲ့အာနာလို့ဖြစ်စေရှက်လို့ဖြစ်စေဘာမှမပြောဘဲအောင်ဤတိခံပြီးနေလေးရှိတတ်ကြပါတယ်အယံရင်းနေတဲ့တငယ်ချင်းကဖြစ်စေမိသားစုဝင်တယောက်ယောက်ကဖြစ်စေပြောတော့ချောင်းသာသူတို့သတိထားမိတတ်ကြပါတယ်ပညာရှင်တွေရဲ့အဆိုအရတော့ကျွန်တော်တို့အားလုံးဒီပါဟာဘဝရဲ့တစ်ချိန်ချိန်မှာတော့ ပါဆက်နန္နာဖြစ်ခဲ့ဘူးပါလိမ့်မယ်တဲ့တခါတလေကြတော့လေပင်ကိုကပါဆက်မနန်မိမဲ့လေအနံ့ပြင်းတဲ့အစာရီ ဥပမာချက်သွန်ပြူကဲ့သို့သောအစာရီကိုစားမိပြီးအနံ့ထက်တာမျိုးလဲရှိတတ်ပါတယ်ဥပမာချက်သွန်ပြူကဲ့သို့သောအစာရီကိုစားမိပြီးအနံ့ထွက်တာမျိုးလဲရှိတတ်ပါတယ်နန်းနေမနန်မှုဆိုတာကဒလိထုံးစံနဲ့လဲဆိုင်သေးတယ် တချို့ကြတော့ဆေးလိမ့်တောက်လို့အနက်နန္ဒမျိုး သူတို့အချင်းချင်းတော့မနန်ဘူးပေါ့ဘေးကဆေးလိမ့်မတောက်တဲ့သူကသာအနက်မခံနိုင်တာဆေးလိမ့်တောက်ချင်းဟာကဒရင်းနဲ့နန်းချင်းရဲ့တရားခံတယောက်လည်းဖြစ်ပါတယ်သူကြောင့်ကဒရင်းချောက်ချင်းတဖုံးရောင်ချင်းတို့ကို ဖြစ်စေနိုင်သောကြောင့်ဖြစ်ပါတယ်ကဒရင်းချမ်းမာရေးနဲ့တန်ရှင်းရေးကိုဂယုဆိုင်ချင်းကပစက်နန်းချင်းအတွက်အကောင်းဆုံးကာကွယ်နည်းတစ်လက်ဖြစ်ပါတယ် ဂရင်းတန့်ရှင်းရေးကိုတေချာလှောက်ဆောင်ရင်အန္တန်နန်သူအများစုဟာအဆိုပါအခြေအနေမှာတက်တာသွားတာကို တွေ့ရပါတယ်။အဲဒီလိုလှုပ်တာတောင်မှမတက်တာဘူးဆိုရင်ဂရင်းအတွင်းမှဖြစ်စေခန္ဓာကိုယ်အတွင်းမှဖြစ်စေယောဂတစ်ခုခု ရှိနေတတ်ပါတယ်။ဒါကြောင့်အောက်မှာဖော်ပြထားတဲ့နီးလန်းတွေနဲ့လှုပ်ဆောင်လို့မှအဆင်မပြေပါကတက်ကျွမ်းနဲ့ဆရာဝန်တို့နဲ့ပြစီလိုပါတယ်။ ကဒရင်တန့်ရှင်းမှုအာနေခြင်းတောပညာရှင်တွေရဲ့ပြောဆိုချက်အရာကဒရင်အနှံ့ထွက်သူတွေရဲ့90ရာခိုင်နှုန်းလောက်ကကဒရင်တန့်ရှင်းမှုအာနေခြင်းကြောင့်ဖြစ်ပါတယ်တဲ့ကျွန်တော်တို့စားလိုက်တဲ့အစာတွေကိုဗစက်ထဲမှာရှိတဲ့ဘက်တီးရီးယားတွေက ခြေဖြတ်နိုင်ပါတယ်သို့တော့ဘသူမှအစာတစ်လုံးကိုဗစက်ထဲမှာစက္ကန့်ပိုင်းထပ်ပို့ပြီးငုံမထားတဲ့အတွက်မသိတာပါဘူး ပစက်ထဲမှာစားချင်းစားချင်တွေကြံခဲ့ရင်တော့ဘက်တီးရီးယားတွေအတွက်ရိတ်ခါတလက်ဖြစ်လာပါတော့တယ်။အစာကိုခြေလိုက်ရင်ဟိုက်ဒရိုဂျင်ဆัลဖိုင်းဆိုတဲ့ဓာတ်ငွေတစ်မျိုးကိုထုတ်လွှတ်ပါတယ်။သူကမှအနက်နန်းစီတာပါ။၎င်းထက်ငွေကိုကြက်ဥပုတ်တွေမှာလဲတွေ့ရတတ်ပြီးပုတ်အပ်အပ်အနံ့ကိုဖြစ်ပေါ်စေပါတယ်။နောက်တစ်ချက်ကဘက်တီးရီးယားတွေဟာအစာဟောင်းတွေနဲ့ပူးပေါင်းပြီး ။တွားရီနဲ့တဖုံးပေါ်မှာတွားချီလို့ခေါ်တဲ့အဖြူရောင်သို့မဟုတ်အရောင်မရှိတဲ့အဖက်ကလေးတွေကို ဖြစ်စေပါれ။ပမာဏနေပါရင်အရောင်မဲ့တက်ပြီးများပြားလာပါကအဖြူရောင်အဖက်တွေ အဖြစ်မြင်တွေ့ရတတ်ပါれ။တွားကိုနှံ့အောင်မတိုက်ပါက၎င်းအဖက်များတွားချနှင့်ပစောင်းတို့တွင်တင်ကြံနေတတ်ပါれအစောပါတွားချင်းများသည်တဖုံးရောင်ခြင်းကိုဖြစ်ပေါ်စေပြီး ်အနံ့ဆုံးများကိုလည်းထုတ်လွှတ်နိုင်ပါ रे တွားတို့တန်ရှင်းမှုအာနေခြင်းတွားအတုအံမုံအတုအတုံးပြုသူများသည်၎င်းတို့ကို ပုံမှန်တန်ရှင်းအောင်စီးကျောခြင်းမရှိပါကဘက်တီးရီးယားများပေါက်ဖွာပြီးအနံ့ဆုံးများထွက်စေနိုင်ပါသည်ဗစက်ချောက်ခြင်းကျွန်တော်တို့ရဲ့ဗစက်တွေကိုဒတွေးလို့ခေါ်တဲ့ saliva ကအမြဲတမ်းဆူဆွပြီးတန်ရှင်းနေအောင်ပြုလုပ်ပေးပါတယ် အကယ်၍အချောင်းချောင်းချောင်းပစက်6နေပါကအရေပြားမျက်နှာပြင်ရှိအညစ်အကြေးများနှင့်ဒက်ဆယ်များကို မဖယ်ရှားနိုင်တော့ပေထို့အခါပစက်နန်တက်ပါれရေတောက်နေချင်းကလည်းပစက်6ချင်းကို အားပေးပါれအထူးသဖြင့်ယခုလိုပူအိုက်တဲ့ရာသီဥတုတွင် ရေခဏခဏတောက်ပေးခြင်းဖြင့်ပစက်အတွင်းဆူဆူမှုကို ထိမ့်သိမ်းထားနိုင်ပါれ အစာတောက်ချောင်းပစက်နန်းချင်းကြက်သွန်ပြူကြက်သွန်နီနဲ့အချို့သောမစလာမှုန့်များသည်စားလိုက်ပါကပစက်နန်းချင်းကိုဖြစ်ပေါ်စေပါသည် အရက်နှင့်ကော်ဖီသည်လည်းအနက်ဆိုးစီတတ်ပါသည်ပစက်အတွင်းရှိဘက်တီးရီးယားများသည်အသီးရွက်ထက်အသားကိုခြေဖြတ်ပါက အနက်ဆိုးသောဓာတ်ငွေများကို ပိုထုတ်ပေးလေးရှိသည်ထို့ကြောင့်သွားကြတွင် အသားစများကြံခဲ့ခြင်းသည် ်လျှက်ဆများကြံခဲ့ခြင်းထက် အနက်ဆိုးခြင်းကိုပုံမဖြစ်ပေါ်စေနိုင်ပါသည်ဆေးများအချို့သောကြာရှည်ဆွဲတောက်ရသည့်ဆေးများသည်တရင်းချောက်ခြင်းနှင့်တရင်းအထွက်နေခြင်းကို ဖြစ်စေနိုင်ပါသည် ထိုအခါမျိုးတွင်လည်းပစက်နံနိုင်ပါသည်ဆေးလိတ်တောက်ခြင်းဆေးလိတ်အငွေ့အသက်ကြောင့်တော့ပစက်မနံတတ်ပါ သို့သောစေးလိတ်သည်ပစက်၆ချင်းကိုအားပေးသလိုတွားနှင့်ကရင်ကျမ်းမာရေးကိုလည်း အားနည်းစေပါသည်ထို့ကြောင့်ဒိုင်းရိုက်မဟုတ်တော့လဲတွေဝိုက်တော်နီးအဖြစ်ဗဆက်နန်းချင်းကို ဖြစ်စေနိုင်ပါသည်ဂရင်းအနက်နန်းနိုင်သောယောဂါနှင့် ကျဲမာ၏အခြေအနေများအာဒီယောင်ချင်းစီးချိုအဆုတ်ပွားယောဂါလေးပြုံရောင်ယောဂါနှင့်နာတာရှိအဆုတ်ရောင်ယောဂါများထိတ်ခတ်နာ အစာအိမ်ရောင်ချင်းအမြင်တတ်နှင့်ကစီတတ်အစာနည်းပြီးအသာအစာများချင်း နာတာရှည်အသေးရောဂါသည်များနာတာရှည်ကြောက်ကန့်ရောဂါသည်များအချို့သောကင်ဆာများ ဥပမာရှာကင်ဆာလေချောင်းကင်ဆာနှင့် အစာရေမျိုးကင်ဆာကဒွင်းအနက်နန်းချင်းကိုဘလို့ပြောက်အောင်ကုသမလဲကဒွင်းတန့်ရှင်းရင်းနဲ့ကျန်းမာရေးပစက်နန်းနေဆိုတာစေကန်သွားပြီးကုသလို့ရတဲ့အခြေအနေမျိုးမဟုတ်ပါစေးဆိုင်မှစေးဝယ်တောက်လို့လဲကြောက်မီမဟုတ်စေးဆိုင်များတွင်လဲ ဂရင်းအနံ့ပြောက်ဆေးဆိုပြီးကြော်ညာထားသောငုံစီပလုတ်ချင်းစီနှင့်တောက်ဆေးများကိုတွေ့ဘူးပါလိမ့်မယ်အဆိုပါဆေးများသည်ဂရင်းအနံ့ကိုယာယီတာကောင်းအောင်ပြုတ်လုပေးနိုင်ပြီဖြစ်သည်အကယ်၍တင့်အနေဖြင့်ပုံမှန်သွားတိုက်ပြီးသွားချထုံးပြီးဆိုပါကဂရင်းအနံ့ထွက်ဖို့တိတ်မဖြစ်နိုင်တော့ပြီသွားတိုက်ရာတွင်တစ်နှစ်ကို အနည်းဆုံးနှစ်ချိန်တိုက်ဖို့လိုသည်သွားတိုက်စီသည် ြည်တွင်းပြပမှထုတ်လုပ်သည့်ချုံရဲရဲသွားတိုက်ဆေးများမဟုတ်ပဲဖလိုရိုက်ပါဝင်သည့်အရသာမရှိသည့်သွားတိုက်ဆေးများသာအကောင်းဆုံးဖြစ်ပါသည်သွားတိုက်တန်တွင်ပျော်ပြောင်းသည့်အမွှေးလေးများပါဝင်ရမည်ဖြစ်ပြီးအတော်ရှိမတူညီပါကပိုကောင်းသည်ဟုဆိုကြသည်သွားတိုက်တန်တစ်ချောင်းကိုတိုက်လာလိုက်တာလူမန်းသည့်ကလေးကနေဝဲရသည့်အထီးဆိုတာမျိုးလဲရှောင်ကျင်ရပြီမီ၃လတန်သည့်၄လတန်သည့်တွင် တစ်ချိန်မျှတောတိုက်တန်အစ်စ်တစ်ချောင်းဖြင့်လဲလှယ်ပေးရမည်ဖြစ်သည်တောတခါတိုက်ပါကအနည်းဆုံး2မိနစ်ခန့်ကြာရမည်ဖြစ်သည်တောတိုက်ပြီးပါကဒပုတ်တန်ဖြစ်ဖြစ်စေရှာပုတ်တန်ဖြစ်ဖြစ်စေရှာကိုရွံ့ရွံ့လေးပုတ်၍တန်ရှင်းရေးလုပ်ပေးရပါမည်အချားသောနီးလန်းတွေကတော့အစာစားပြီးတိုင်းပလုတ်ခြင်းပါ ထို့အခါစားခြင်းစားချက်များတောများအတွင်း၌တင်ကြံခြင်းကိုကာကွယ်ပေးပါသည် အကယ်၍ပလောက်ချင်း၍အစင်မပြေပါကပီကယ်ဝါပါပီကယ်ကိုဗဆက်အတွင်းနှံ့အောင်ဝါပါကဗဆက်အတွင်းမှာသရွေးများပါထွက်လာပြီးဂရင်းတန့်ရှင်းခြင်းကို အားပေးပါသည်မိမိစားမိအစာကိုသတိထားပါအရေးကြီးပုဂ္ဂိုလ်များနှင့်တွေ့ရမည့်အချိန်မျိုးတွင်ဂရင်းနှံ့နှံစေသောအစာများကိုရှောင်ခြင်းပါစေးလေးတောက်ချင်းကိုရှောင်ခြင်းမှာသို့တော့မရှောင်နိုင်မှာကတွန်းဆင်အောင်နှင့်ပုံမှန်ပြတတ်က သွားနှင့်တဖုံကျမ်းမာရေးကိုဂယုဆိုင်ပါ